မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံအထူးကိုယ်စားလှယ်ကတော်လရင်အင်အားစုတွေနဲ့ထိတွေ့ဆွေးနွေးကြောင်းပူးရဲထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မလေးရှားနိုင်ငံက2025ခုနှစ်အာဆီယံအလစ်ကျဥက္ကဋ္ဌတာဝန်ယူချိန်ကာလတရှောင်းမှာမြမအရေးနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လိုင်းရင်အားစုတွေနဲ့ထွေးဆောင်ဆွေးနွေးပွဲတွေပြုလုပ်ခဲ့တယ်လို့တော်လိုင်းရင်အားစုအဖွဲ့20က ဖူးတဲ့တဲ့ရင်ထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားညီညွတ်ရေးအတောင်ပြင်ကန်ကောင်စီ NUCC ပြည်ထောင်စုလွှတ်တော်ကုစားဖြူကော်မတီ CRPH တိုင်းသားတော်လှန်ရေးအဖွဲ့များ EROS အတိုင်းပင်ကန်ကောင်စီများ Federal Unit များနှင့်အခြားသောကုစားပြုမှုအဖွဲ့များအပါအဝင်အ धिक ပါဝင်ပတ်သက်သူတွေနဲ့အာဆီယံဥက္ကဋ္ဌရဲ့မြန်မာအရေးအထူးကိုယ်စားလှယ်ကတွဲဆောင်ပွဲတွေတောက်လျှောက်ပြုလုပ်ခဲ့တယ်လို့ဒီနေ့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။ မလေးရှားနိုင်ငံသားယူခွင့်ကြီးရဲ့နေပြည်တော်ခီးစဉ်အပြီးမှာတော်လန်ရေးအင်အားစုအဖွဲ့20ကမြမအရေးပေါ်အာဆီယံရဲ့ပါဝင်ပတ်သက်သူတွေနဲ့ထိတွေ့ဆက်ဆံခြင်း၊တူညီဆန္ဒ၅ရက်ဖြည့်ရှင်ခြင်း၊ဒီမိုကရေစီမြင့်တင်ခြင်းနဲ့စစ်တပ်အထူးရောင်ရွေးကောက်ပွဲကိုညှင်းပယ်ခြင်း၊ပူးတွဲကြေညာချက်ကိုထုတ်ပြန်ခဲ့တာပါ။မလေးရှားနိုင်ငံသားယူခွင့်ကြီးမိုဟာမက်ဟာဆန်ကအောက်တိုဘာ9ရက်မှာနေပြည်တော်ကိုနေချင်းပြန်သွားရောက်ခဲ့ပြီးအာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြင့်အောင်လိုင်း စစ်ကောင်စီဝင်ကြီးချုပ်ဦးညိုစောစစ်ကောင်စီနိုင်ငံခြားရေးဝင်ကြီးဦးသန်းစွေတို့နဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းမြမအရေးအာဆီယံအထူးကိုယ်စားလှယ်ကအာဏာသိမ်းစစ်ကောင်စီကိုတော်လန်တိုက်ခိုက်နေတဲ့အင်အားစုတွေနဲ့ချီတွေ့ဆွေးနွေးမှုတွေရှိနေကြောင်းတော်လန်ရေးအင်အားစုတွေကအတိပေးထုတ်ပြန်လာတာပါ။အဲဒီလိုတွေ့ဆုံမှုတွေမှာစစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲတွေကိုညှင်းပယ်ရင်းတော်လန်ရေးအင်အားစုတွေအကြားညှို့ရင်းအာဆီယံရဲ့ပြတ်သားတဲ့အရေးယူမှုတောင်းဆိုခြင်း လူသားချင်းစာနာမှုအကူအညီအရေးပါမှုအားလုံးပါဝင်တဲ့နိုင်ငံရေးထွေးဆောင်ဆွေးနွေးပွဲဒေတာရင်းတည်ငြိမ်ရေးစတဲ့အချက်လက်တွေကိုတော်လှန်ရေးအင်အားစုတွေကအဓိကဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ဒါပြင်တော်လှန်ရေးအင်အားစုတွေဟာစစ်ကောင်စီကပြုလုပ်မဲ့ဖလို့ရွေးကောက်ပွဲကိုမဆိုညှင်းပယ်ညှင်းဆန့်ပြီးတရားဝင်မှုမပေးဘူး။စစ်ကောင်စီကဆက်လက်ကျူးလွန်နေစေရက်ဆက်ကြမ်းကြုတ်မှုတွေအပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ဖို့သမရဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ရှင်းချက်မရှိချက်ချင်းပြန်လုပ်ပေးဖို့စစ်ကောင်စီတပ်တူးလွန်မှုမှန်သမျှတာဝန်ယူမှုတာဝန်ခံမှုရှိစေဖို့စားတဲ့အချက်တွေကိုလည်းအာဆီယံအထူးကိုယ်စားလှယ်နဲ့တွဲဆုံမှုတွေမှာတောင်းဆိုခဲ့တယ်လို့ဖော်ပြပါတယ်။ဒီနေ့ပူရဲထုတ်ပြန်လိုက်တဲ့တော်လန်ရေးအဖွဲ့20မှာ ABSDF အာနာရှင်စန့်ကျင်ရေးအင်အားစုများပေါင်းစပ်ညှိနှိုင်းရေးကော်မတီမန္တလေး CNF CRPH Critical Movement စကိုင်းဖိုရမ်ဖက်ဒရေးရှင်း KPICD KNU KNPB IEC မကွေးဒေသတော်လှန်ရေးအဖွဲ့များကွန်ရက် မန္တလေးဒေသလွှတ်တော်မွန်ပြည်ဖက်ဒရယ်ကောင်စီ MMM CC NUCC NUG NNSB AD PNFC RCC နဲ့ရန်ကုန်လွှတ်တော်တို့ဖြစ်ပါတယ်။ဆက်လက်ပြီးစစ်တောင်းမြေဝန်ဒေသမှာစစ်စင်ရေးအရှိန်မြှင့်ဖို့ယူဟာ၁၉ထပ်မံဖွဲ့စည်းတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ စစ်တောင်းမြေဝန်ဒေတာမှာစစ်စီရေးအရှိန်မြင့်ဖို့ယူဟာအမှတ်၁၉ကိုဖွဲ့စည်းလိုက်တယ်လို့နေပြည်တော်တိုင်းစစ်ဌာနစစ်ဦးစီးချုပ်ဗိုလ်လက်ရာကသတင်းဌာနကိုပြောပါတယ်။ယူဟာ၁၉အောက်မှာလက်အောက်ခံတရင်တွေဖြစ်တဲ့၈၆၈၈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  ယူဟာလိုက်စစ်မျက်နှာသတ်မှတ်ပြီးစစ်စင်ရေးတွေဆောင်ရွက်ဖို့ဖွဲ့လိုက်တာပါ။ယူဟာ၁၉အနေနဲ့စစ်တောင်းမြေဝံစစ်စင်ရေးတွေမှာအ धिक ပါဝင်ဆင်နွှဲဖို့ရှိရွယ်ပါတယ်လို့ဗိုလ်လက်ရာကရှင်းပြပါတယ်။စစ်တောင်းမြေဝံဒေသမှာပဲခူးတိုင်းတဲကရွှေချင်း၊ကြောက်ကြီး၊ညောင်လေးပင်၊ကြောက်တကာ၊ဖြူ၊ဝေါ်ရှိတာရှိတောင်ငူထန်းတပင်အုပ်တွင်းနဲ့မွန်ပြည်နယ်ကကြိုက်ထုံမြို့နယ်တွေပါဝင်ပါတယ်။အရင်ကနေပြည်တော်တိုင်းစစ်ဌာနမှာယူဟာအမှတ်၁၈နဲ့၁၈ရှိထားပြီး W ဟာကိုတက်ရင်လေးရင်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ စစ်မျက်နှာ၃ခုမှာပေါ်တော့စစ်စင်ရေးဆောင်ရွက်ဖို့ရှိပါတယ်။အတိကကတော့အထွေထွေထိုးစစ်မှာဟန်ချက်ညီညီပါဝင်ဆောင်ရွက်နိုင်ဖို့ကြိုတင်ပြင်ဆင်နေတယ်လို့လည်းပြောလို့ရပါတယ်လို့နေပြည်တော်တိုင်းစစ်ဌာနစစ်ဦးစီးချုပ်ကပြောပါတယ်။ဗျူဟာ၁၉ဖွဲ့စည်းတာကိုအောက်တိုဘာ၉ရက်ကအမျိုးသားညီညွတ်ရေးအစိုးရကောက်ွယ်ရေးဝင်ကြီးဌာနရဲ့ပြည်သူ့ကောက်ွယ်ရေးတပ်မတော်အမတ်နှစ်စစ်စင်ရေးနဲ့မြန်မာပြုလုပ်ခဲ့တယ်လို့အသိပေးပါတယ်။ဆက်လက်ပြီးစစ်ကောင်စီကအာဆီယံအစည်းအဝေးများပြန်တက်ခွင့်ပြုရန်အာဆီယံဥက္ကဋ္ဌထံတောင်းဆိုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံအပေါ်ခွဲခြားချဲ့လက်ထားခြင်းများဟာတိလျော်မှုမရှိတဲ့ဖြင့်ဘူလာအခွင့်အရေးများပြန်လည်ပေးအပ်ရန်စစ်ကောင်စီကနေပြည်တော်သို့ရောက်ရှိလာတဲ့အာဆီယံအလဲကျဥက္ကဋ္ဌဦးဆောင်သောအဖွဲ့ကိုတွေ့ဆုံဆွေးနွေးစဉ်ထည့်သွင်းတောင်းဆိုခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံသတင်းစာများမှထုတ်ပြန်ထားပါတယ်။အာဆီယံ၏လက်ရှိအလဲကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံသားယူဝင်ကြီးဒါတိုဆရီမိုဟာမက်ဟာဆန်ဦးဆောင်သောအဖွဲ့ဟာမြန်မာရွေးကောက်ပွဲနဲ့ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆွေးနွေးရန်အောက်တိုဘာ9ရက်ကမြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ လက်ရှိအခြေအနေအရမြန်မာနိုင်ငံပေါ်ခွဲခြားချဲ့လက်တာတွေဟာမသိလျော်ဘူးလို့ထောက်ပြလိုပါတယ်။အာဆီယံမှာမြန်မာနိုင်ငံရဲ့မူလအခန်းခံတာနဲ့အခွင့်အရေးတွေပြန်လည်ရရှိစေဖို့တိုက်တွန်းတောင်းဆိုပါတယ်ဟုစစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဦးတန်းစွေကအာဆီယံအလစ်ကျဥက္ကဋ္ဌနဲ့တွေ့ဆုံစဉ်ပြောကြားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီအနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရမှာပူးပေါင်းဆောင်ရွက်နေပြီးအာဆီယံ၏ကြိုးပမ်းအားထုတ်မှုများနဲ့ဥက္ကဋ္ဌ၏ဥဆောင်ဥရွက်ပြုမှုများ၌အပြုသဘောဖြင့်ပူးပေါင်းသွားမည်ဖြစ်ကြောင်း ဝင်ကြီးဦးသန်းစွေကထည့်သွင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်သောစစ်ကော်မရှင်ဟာအာဏာသိမ်းယူခဲ့တဲ့အတွက်အာဆီယံကမြန်မာငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ဘုံသဘောတူညီချက်၅ချက်ကိုသတ်မှတ်ခဲ့တော်လဲစစ်ကောင်းစီကပြက်ကွက်နေတဲ့ဖြင့်၎င်းတို့ကိုအစည်းအဝေးများတက်ရောက်ခွင့်ပိတ်ပင်ထားခြင်းဖြစ်ပါတယ်။အာဆီယံအလစ်ကျဥက္ကဋ္ဌကလည်းအာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်ထဲပုံမှုတွင်ပုံမှုကောင်းမွန်သောရလဒ်များရရှိစေရတဲ့အတွက် မြန်မာနိုင်ငံကဥဆောင်တဲ့မြမကိုပိုင်ညီလန့်ဖြင့်ဆောင်ရွက်မှုများအားထောက်ခံကြောင်းပြန်လည်ပြောဆိုခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။တရက်တာခီးစဉ်အတွင်းအာဆီယံအလဲကျဥက္ကဋ္ဌဥဆောင်သောအဖွဲ့ဟာ နေပြည်တော်သို့လာရောက်၍စေကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်း၎င်းခန့်အပ်ချက်တော်ဝင်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝင်ကြီးတို့ကိုတီးခြားစီတွေ့ဆုံ၍ရွေးကောက်ပွဲကိစ္စအပါအဝင်ဖူးပေါင်းမှုများလှုပ်ဆောင်သွားရန်ဆွေးနွေးခဲ့တယ်လို့စေကောင်းစီသတင်းစာမှဆိုပါတယ်။ဒါပြင်စေကောင်းဆောင်နဲ့တွေ့ဆုံရာတွေလည်းအာဆီယံအနေဖြင့်အာဏာသိမ်းပြီးနောက်ပြုလုပ်ရန်စီစဉ်နေသောမြန်မာရွေးကောက်ပွဲကိုပူးပေါင်းသွားပြီးထို့အတွက်လီလာဆောင်ကြည့်ရေးအဖွဲ့များဆေးလွတ်ပေးမိဖြစ်ကြောင်းအာဆီယံအလစ်ကျဥက္ကဋ္ဌကပြောဆိုခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မလေးရှားအစိုးရရဲ့သတင်းထုတ်ပြန်ချက်တွင်မူမြန်မာပြည်ပခများရက်တန့်ရေးလူသားချင်းစာနာထောက်ထားရေးအကူအညီများကိုအထားအဆီမရှိဝင်ရောက်ခွင့်ရရှိရေးမြန်မာနေသက်ဆိုင်သူအလုံးပါဝင်တဲ့ဗတ်ပေါင်းစုံဆွေးနွေးမှုများပြုလုပ်ရေးတို့ကိုစစ်ကောင်ဆောင်ကတိုက်တွန်းသွားမယ်လို့ဖော်ပြထားပါတယ်။ ဆက်လက်ပြီးနိုင်ရခံပြူဟာကုန်းကနေစစ်ကောင်စီတပ်သားတွေဟာဖိုက်တာကုန်းနဲ့ကုတ်ကြီးစခန်းတွေကိုထိုးစစ်ဆင်နေထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်သားတွေဟာလန်ခုလက်နေရာတွေမှာကစင်ကလေးယာထွက်ပြေးနေကြရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မခွေတိုင်းငဖေးမြို့နယ်အစံဗဒန်တက်နေမှာရှိတဲ့နှစ်ရီကန်လီချောင်းရံကောက်ွက်ရေးစခန်းပြူဟာကုန်းကနေစစ်ကောင်စီတပ်သားတွေဟာအာရကတ်တပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေအခုရက်ပိုင်းမှာတင်ပိုက်ထားတဲ့ဖိုက်တာကုန်းနဲ့ကုတ်ကြီးစခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ငဖေးမြို့စစ်ရေးတဲ့ရင်ရေးမြစ်တွေစီကသိရပါတယ်။ နိုင်ရကံပြူဟာကုန်းကနေအာရကတက်တော်အေအေနဲ့ပူပေါင်းတက်တွေရှိတဲ့နေရာကိုစစ်ကြောင်းအလိုက်ထိုးစစ်ဆင်လာတဲ့အခါလန်ခုလက်နေရာတွေကိုရောက်တဲ့အခါမှာတော့စစ်ကောင်စီတပ်သားတွေဟာဂစင်ကလျာထွက်ပြေးမှုရှိနေခဲ့ကြတယ်လို့လည်းသိရပါဗျ။နိုင်ရကံပြူဟာကုန်းရဲ့အတိခကာကင်စက္ကန့်တစ်ခု ဖြစ်တဲ့ဖိုက်တာကုန်းကာကင်စက္ကန့်ကိုအာရကတက်တော်အေအေနဲ့ပူပေါင်းတက်တွေကပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့မှာတိမ့်ပိုက်ထိန်းချုပ်ထားတာဖြစ်ပြီးစစ်ကောင်စီတပ်ကအဆိုပါကာကင်စက္ကန့်ကုန်းကိုပြန်လည်ရယူဖို့အတွက်ထိုးစစ်ဆင်လာနေတာလည်းဖြစ်ပါဗျ။ နေရကံပြူဟာကုန်းရဲ့ရှေ့ကကကင်းစခန်းတစ်ခုဖြစ်တဲ့ Fighter ကုန်းစခန်းကိုအေအေနဲ့ပူပေါင်းတပ်တွေကသိမ်းဖိုက်လိုက်တာကြောင့်စစ်ကောင်စီတပ်ကပြန်ပြီးတော့ထိုးစစ်ဆင်လာတာပါပြူဟာကုန်းကနေစစ်ကြောင်းအလိုက်ထိုးစစ်ဆင်လာတော့သူတို့လုံခြုံမဲ့နေရာကိုရောက်တဲ့အခါမှာခပ်ပြေးမှုတွေရှိတယ်လို့သိရပါတယ် ဖိုက်တာကုန်းစခန်းနဲ့ဂုံကြီးစခန်းတွေကိုမရောက်ဖဲနဲ့လန်ခုလက်နေရာတွေမှာထွက်ပြေးမှုတွေရှိနေတာဖြစ်ပါတယ်လို့ညဖဲမျိုးရှိစစ်ရေးတရင်ရင်းမြစ်တအူကတရင်ဌာနကိုပြောပါတယ်။အလားတူအာရခတ်တပ်တော် AA နဲ့ပူးပေါင်းတပ်တွေဟာပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့မှာအမ်ပဒန်လန်ပိုင်းမှာရှိတဲ့နှက်ရီကန်လီချောင်းရံကာကွယ်ရေးစခန်းနဲ့တမိုင်အကွာကစစ်ကောင်စီရဲ့ခန်းစစ်စခန်းတည်ရှိတဲ့ဂုံကြီးရွာကကာကင်းစခန်းကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ အမ်ဘရန်လမ်းပိုက်မှာတခုလေးကြံရှိတော့တဲ့နေရီကန်လေးချောင်းရံကောက်ွယ်ရေးစခန်းကိုလေအာရခတ်တပ်တော် AA နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးနေရီကန်ပြူဟာနဲ့ဆယ်မိုင်ခန့်အကွာကကာပါဆာ၁၄နဲ့ပြင်းဝစစ်စစ်ရိတ်ကိတ်အနီးကကာကင်းစခန်းတွေမှာလေတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါဗျ။နေရီကန်ပြူဟာကုံစခန်းဟာအမြင့်ပေ9000ကျော်မှာတိဆောက်ထားတာဖြစ်ပြီးလက်ရှိခေတင်းထားတဲ့စစ်သားအရေအတွက်ဟာလည်းအင်အားထောင်နေချီရှိနေတယ်လို့ AAC ရေးသတင်းရေးမြစ်တွေကပြောပါတယ် အာရကတက်တော်အေအေနဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာမကွေတိုင်းငဖဲမြို့နယ်အမ်ပဒန်လမ်းပိုင်ရှိ MPD တာဝါတိုင်းကုန်းစခန်းမထုံရွာတင်လင်းတဲစွန်တန်ကံမြင့်ကံကြက်ရည်စံပိန်ရည်စံခုတ်ကြီးနဲ့ဖိုက်တာကုန်းစခန်းတွေကိုသိမ်းပိုက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။အမ်ပဒန်လမ်းပိုင်ရှိနှက်ရည်ကံပြူဟာကုန်းစခန်းကိုအာရကတက်တော်အေအေချင်းကောက်ွက်ရည်တပ်နဲ့အရှိုချင်းကောက်ွက်ရည်တပ်မကွေတိုင်းအခြေဆိုင် PDF တပ်ရင်းတွေ ကျောင်းသားလက်ရုံတက်တော် SCF တီတူးလွတ်လပ်ရေးတက်တော် PIA လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PIA မကွေတို့ကထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။